လိုမတူဘဲသားမယအဖြစ်အတ္တမပြုခြင်းရဲ့စူးစားရာမအောင်မြင်သဖြင့်ចောင်းတိုင်းဘုံကြီးမှာចောင်းတကမအားဓာဖြင့်ခုတ်သက်မင်္ဂလာပါပြိသက်ကြီးရှင်ရန်ကုန်တိုင်းလက်ကူးမြို့နယ်အောင်ဖုံးပြည်ចောင်းចောင်းတိုင်းဆရာတော်ဟောင်းမေလာ21ရက်နေ့မနက်7:00နာရီအချိန်ခန့်မှာဖုံးတော်ကြီးចောင်းရဲ့ပစ္စည်းလေးပါဒါရကာမဖြစ်သူအားចောင်းတို့လာရောက်ရန်ဖုံးဆက်ခေါ်ဆိုခဲ့ပြီးအလိုမတူပဲအတ္တမအတ္တမယအဖြစ်ပြုခြင်းရန်စူးစမ်းခဲ့ရမအောင်မြင်ခဲ့တာကြောင့်ဓာဖြင့်ခုတ်ပိုင်းတက်ဖြတ်ခဲ့တယ်လို့သိရပါတယ် အဆိုပါတပ်ဖြတ်ခံရသူပစ္စည်းလေးပါဒါရကာမရဲ့မိခင်ဟာအဆိုပါကျောင်းတိုင်မှာပဲကျောင်းတိုင်ဆရာတော်ကြီးရဲ့မိခင်နဲ့အဖို့အဖြစ်တွားရောက်နေထိုင်ချိန်ကျောင်းတိုင်ဖုန်းတော်ကြီးဟာတေဆုံသူအား၎င်းရဲ့မိခင်ကျမ်းမာရေးမကောင်းတာကြောင့်အမြန်လာရောက်ရန်ဖုန်းဆက်ခေါ်ခဲ့တယ်လို့သိရပြီး ကျောင်းသို့ဒါယကာမရောက်ရှိလာချိန်မှာတော့ကိုရင်ကျောင်းသားများအားဆုံးခံထွက်စေခဲ့ပြီးတဲ့နောက်ဒါယကာမအားရေချိုးကန်ပြုမြင်လို့ကြောင်းပြောဆိုကလိုက်ကြည့်စေပြီးရေချိုးကန်အတွင်မှာပဲတာမယာပြုကျင်ရန်စ조사ခဲ့ပုံရှာတယ်လို့နိဆက်သူများမှပြောဆိုထားပါတယ်ကျောင်းတရကမရဲ့မိခင်ဖြစ်သူဟာတမီးရောက်ရှိနေတာကိုမသိရပဲတမီးဖြစ်သူမှာပဝင်းချင်းအားအကူအညီပေးရန်အွန်ဟစ်အကူအညီတောင်းပြီးကျောင်းဝင်းအတွင်ပြေးဆင်းလာချိန်မှသိရှိခဲ့ရကြောင်း ထိုအချိန်မှာကျောင်းနိုင်ဖုံတော်ကြီးမှဓားကန်၍တမိဖြစ်သူအားလိုက်လံ၍ခုတ်ထက်နေသည့်မြင်ကွင်းကိုတွေ့မြင်ခဲ့ရကြောင်းရွာသားများအားပြန်လည်ပြောပြခဲ့သည်လို့သိရှိရပါသည်အဆိုပါကျောင်းနိုင်ဖုန်ကြီးဟာဒါယကာမအားဓာဖြင့်မတင်မချင်းခုတ်ထစ်တက်ဖြတ်ပြီးထွက်ပြေးတင်းချောင်သွားတော့လေသက်ဆိုင်ရာမှထုံနေကလေးကအမြန်လန်းစကားမိုင်ဖျားအနီးမှာဖမ်းဆီးနိုင်ခဲ့တယ်လို့ရွာသားတအူးကပြောဆိုထားပါတယ် အဆိုပါတပ်ဖြတ်ခံရသောအမျိုးသမီးဟာမင်္ဂလာရုံမြို့နယ်မှာနေထိုင်သူ အသက်43နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးတိမ်ကျောင်းနဲ့ကားလှူဒန်းထားကကျောင်းဝေယဝိဆာများအားအမြဲတမ်းဖြည့်ဆည်းလှူဒန်းနေတဲ့ဒါရိုက်တာမတအူးဖြစ်တယ်လို့လည်းကျေးရွာသူကျေးရွာသားများရဲ့ပြောဆိုချက်အရသိရှိရပါတယ်။